ဖြစ်နိုင်ရင်ဒီ Miss Universe ကရဲကိစ္စကိုတော်လိုက်ချင်ပေါ့နော်အော်ဒါမှမဟုတ်လည်းတချို့ fan တွေကဘာသာပြန်မေးပါအောင်ဆိုပြီးတော့အဲ့လိုပို့လာတာရှိတဲ့အတွက်ကြောင့်ဟောတခြားသူတွေလည်းသိချင်မှာပဲငါလည်းအခုသိသွားပြီဆိုတော့အော်သိချင်မှာပဲဆိုတော့စိတ်နဲ့ပဲပေါ့နော်ဒီအခုဒီ blog ကိုလုံးလိုက်တာပေါ့ဆိုတော့အဓိကဘာလဲဆိုတော့ဒီ Miss Universe Organization ရဲ့ President ဖြစ်တဲ့ဒီ Mexican Bay လေအဲ Raul Racha အနေနဲ့သူရဲ့တိုက်ခါကိုပြန်ဆယ်တဲ့အနေနဲ့အခုလိုမျိုးစာအရှိကြီးတွေရေးပြီးထုတ်ပြန်တာဖြစ်တဲ့ဒီထက်မှမများများဆဆယူစရာတောင်မရှိဘူး အာခြုံငုံမိပြောရမယ်ဆိုလို့ရှိရင်သူ့ကိုဒီ Omaha Foods ဆိုတဲ့ final ပွဲမတိုင်ခင်ထွက်သွားတဲ့ judge ကဒီပြောဆိုချက်တရှိရဲ့ဒီ Raul Racha ဥဆောင်တဲ့ Miss Universe organization နဲ့ဒီလက်ရှိဝင်းလာဖြစ်သွားတဲ့ Mexican အလှမယ်ရဲ့ဒီမိသားစုကသူတို့ ဒီငွေရေးကြေးရေးအရှုပ်ထွေးတွေရော political situation connection တွေရောရှိနေတယ်ပေါ့နော်အဲ့လိုမျိုးပြောတယ်ပြီးရင်နောက်ဒီ Rahul Racha အနေနဲ့ဒီအလှမဲ့ Beijing ဆိုင်ရာဒီကျင့်ဝတ်တွေအများကြီးဖောက်ဖျက်ထားတာရှိတယ်ဆိုပြီးသူကပြောထားတယ်ဒါကြောင့်ဒီအလှမဲ့လောကမှာ blacklist ထဲကိုထည့်သင့်နေဆိုပြီးတော့ကိုအဲ့ဒီ Omar Hafouch ဆိုတဲ့ပြင်သစ်အမှုပညာရှင်က ြောဆိုထားတာဖြစ်တယ်။အဲ့ဒီဟာကိုပြန်လည်အဖက်ဆင်တဲ့အနေနဲ့ဒီ President of Miss Universe Organization ရဲ့ Rahul Racha အခုလိုမျိုးစာရှည်ထုတ်တာဖြစ်တယ်။သူထုတ်တဲ့အထဲမှာလည်းဒီမျက်မျက်ဆဆယူစရာမရှိဘူးပေါ့နော်။သူကဘာတွေသူရဲ့စာကဘာကြောင့်ရှင်နေရလဲဆိုလို့ရှိရင်ဒီ Miss Universe ဆိုတာဟာတရားရခိုင်နှုန်း private အပုတ်ခရီးက organization တစ်ခုဖြစ်တယ်။ပြီးရင်နောက်ဒီ အဲအလှမယ်တွေကိုလည်းသူဘယ်တော့မှပြဿနာမတောင်းခဲ့ဘူးဒီပြိမ်ပွဲတစ်လျှောက်မှာဒါပြောစရာမဟုတ်မဟုတ်တာเนาะပြီးရင်အလှမယ်တွေအတွက်သူဒီ logistic ဘိုင်းတွေနေရာထိုင်ခင်းတွေဒီအဲသွားလာရေးတွေဒါမျိုးတွေကအစားအကုန်လုံးသူစီစဉ်ပေးတယ်ဒါတွေကလုပ်ပေးရမှာပဲလေเนาะအဲ့ဟာတွေကိုရေးထားလို့ကိုစာကြီးကရှင်းနေရโอเคနောက်တစ်ခုသူ့အဲမှာတွေ့တာဗာလဲဆိုတော့ no just resign တဲ့ဘယ် judge မှထွက်သွားတာမရှိခဲ့ဘူးတဲ့သူ့ရဲ့စာရเนาะ တကယ်တကယ်ဆိုလို့ရှိရင်ဒီ Oma Half Food လဲသူ social media မှာပေါ်ပေါ်ထင်ထင်ပြောပြီးတော့ထွက်တယ်ပြီးရင်နောက်ဒီပြင်သစ်ဘောလုံးအသင်းချိုးရဲ့ manager တယောက်ရှိသေးရလေဒီ market လဲလဲမှတ်တော့မှတ်မိသေးရသူဆိုလို့ရှင်လဲ social media မှာဒီအာတရားဝင်ချပြပြီးတော့ထွက်သွားဒါပေမဲ့ဒီ rahul racha ရဲ့ဒီစာအရဆိုလို့ရှင်ဘယ် judge မှထွက်မသွားပါဘူးလို့ကိုတောင်သူကပျောင်ပျောင်တင်းတင်းကိုအဲ့လိုမျိုးပြောသေးတာဗောနော်ဆိုတော့ တခြားထွေထွေတူမရှိဘူးဒါပဲအော်တခုကကြောက်ပါလဲဆိုတော့အခုသူ့ကိုဒီလိုမျိုးတိုက်ခိုက်နေတဲ့သူကတဲ့ဒီအော်မဟာဖူချ်ပေါ့နော်ပြင်သစ်အမှုပညာရှင်ပေါ့အဲ့ဒီပြင်သစ်အမှုပညာရှင်ဆိုတာတဲ့လူဘသူသူ့ကိုဘသူမှန်းအောင်သိတဲ့အမှုပညာရှင်မဟုတ်ဘူးပေါ့နော်ဆိုတော့ဒါကြောင့်လည်းသူကဒီအခွင့်အရေးကိုအရယူပြီးတော့ပေါ့နော်သူ follower တွေတက်အောင်လူသိများလာအောင်အခုလိုမျိုးလုပ်နေတာဖြစ်တယ်ပေါ့နော်ဒီအတွက်သူ့အနေနဲ့လည်းဒီ legal action တွေပေါ့ဒီ Rahul Raja အနေနဲ့အဲ့ဒီ Omar Hafu Judge ကိုဒီအာတရားစွဲဆိုမှုတွေလောက်သွားမှာဖြစ်ပါတယ်ဆိုပြီးတော့အဲ့လိုမျိုးပြောတာ